အရင်တော့ပြူတွေမုန်နေကြီးစိုးခဲ့တယ်ပေါ့နော်ဒါပေမဲ့ပကံခက်မှာဗမာလူမျိုးကအိမ်မှာမှပဲအားကောင်းလာတယ်ပြူတွေလည်းတစ်ဖြည်းဖြည်းပျောက်ကွယ်သွားတယ်ဒီပကံခက်ကနေစပြီးတော့အားကောင်းလာတဲ့မြန်မာမင်းတွေကဒီမြန်မာပြည်အလဲပိုင်းမှာပြန့်ကျဲနေထိုင်တဲ့လူမျိုးစုငယ်လေးတွေကိုခဏယူတိုက်ခိုက်လာနိုင်တဲ့ခါကျတော့လူမျိုးစုငယ်တွေကတစ်ဖြည်းဖြည်းနဲ့တခြားဒေသတွေကိုထွက်ပြေးသွားတယ်ဒီအချိန်ကလေးကလူမျိုးစုနှစ်ခုကြားမှာအနည်းအပြင်ပြောရခိုင်နဲ့ဗမာမွန်နဲ့ဗမာဆိုပြီးတော့မကျေလည်စရာတမိုင်းထောက်ထားတဲ့ရှိနေခဲ့ပြီးပြီ။နောက်ပြီးတော့ကျွန်တော်တို့ခက်မြန်မြန်ပဲပြောလိုက်ရင်အင်္ဂလိပ်ကရောက်လာတယ် မြန်မာတနိုင်ငံလုံးအင်္ဂလိပ်လက်အောက်ကိုကြားရောက်သွားပြီခက်တာကကျွန်တော်တို့မှာအမိုင်းကိုအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းချမပြခဲ့ဘူးအင်္ဂလိပ်ခေရောက်တော့အင်္ဂလိပ်တွေမကောင်းတဲ့အကြောင်းဘလောက်ရက်ဆက်တဲ့အကြောင်းဒါပဲကျွန်တော်တို့သိရတယ်ပြီးတော့ဘိုးချုပ်အောင်ဆန်လူလည်းရအောင်ဘလောက်ထိဂျိုးပန်းအားထုတ်ပြီးတော့ဘလောက်ထိအနေနာခံတဲ့အကြောင်းဘိုးချုပ်ရဲ့ခံယူချက်တွေဘလောက်ထိကောင်းတဲ့အကြောင်းဒါတွေပဲကျွန်တော်တို့သိတယ်မကောင်းတဲ့အကြောင်းတစ်ခုမှမရှိတော့အင်္ဂလိပ်တွေဆိုလည်းကောင်းတဲ့အကြောင်းတစ်ခုမှမပါတော့ဘူးဒါကအင်္ဂလိပ်ခက်ကနေစားတဲ့တမိုင်းတွေကိုပဲကျွန်တော်ပြောပြတာပါဟိုအရင်ဘရင်ခက်ကလေးကတမိုင်းအမှန်တွေဖုံးကွယ်ထားခဲ့တာတွေရံများနေတယ် ဒါတွေကမတူကွဲပြားမှုဖြစ်နေတဲ့မြန်မာပြည်မှာလောက unity ဖြစ်ဖို့အားမပေးပါဘူး။အားမပေးတဲ့ဖြစ်ပိုဆိုးတဲ့အခြေအနေတွေကိုတိဆောက်ပေးလိုက်တာပါ။တကယ်တော့ majority ကဗမာခက်ဆက်ဆက်ဥဆောင်လာခဲ့တာလေဒီနေ့အချိန်ထိကဗမာပဲ။သူတို့သဘောထားမကြည့်တဲ့၍လူမျိုးစွဲဘာသာစွဲကြီးနေတဲ့၍မြန်မာပြည်ဘယ်တော့မှမငြိမ်းချမ်းဘူး။နောက်ပြီးတော့ဗိုလ်ချုပ်ဆိုင်ခက်ရောက်လာတယ်။ဒုဗမာစီယုံဆိုတာပေါ်လာတယ်။ပထမတစ်ခုဖြစ်တဲ့ WMA ဒီဘာသာရေးကိုခြေခံတယ်။ဒုတိယပေါ်လာတဲ့ဒုဗမာစီယုံဒီလူမျိုးပေါ်မှာခြေခံလာတယ်။ အဲ့လိုဆဆချင်းမှာဘာသာရေးဆွဲလူမျိုးရေးဆွဲနဲ့စတင်လာတဲ့ခါကျတော့ဒီခက်အခြေအနေတုန်းကအခြေအနေကိုကျွန်တော်တို့မှန်းကြည့်သူတို့အမားကြီးတော့မဟုတ်ပါဘူးဒါပေမဲ့လွတ်လပ်ပြီးခက်မှာဒါကိုပဲဆွဲလာတာဒါတွေကိုပြောင်းဖို့မကြိုးစားဘဲနဲ့ဒီအပေါ်မှာပဲအခြေခံလာတဲ့ခါကျတော့လုံးဝကိုအစီမပြေတော့တာဖြစ်တယ်ပြီးတော့တမန်ရဆက်ဆက်ငါတို့ပဲအုပ်ချုပ်လာတာငါတို့ဘာသာကပဲနိုင်ငံတော်ဘာသာဖြစ်ရမယ်ဒါတကယ်တမ်းပြောဖို့ကြောက်စားလဲလက်မခံခဲ့ဘူးပေါ့နော်ဒါပေမဲ့ဖြစ်သွားတာပါပဲဆိုတော့ဒီလိုအစွဲတွေက ြံနေခဲ့တဲ့ခါကျတော့ဘယ်ကောင်းဆောင်ဘယ်လူမျိုးကမှလည်းဒါကိုချိန်လို့ဖို့တူအားမပေးတဲ့ခါကျတော့ဒါကတော်တော်များများအခုထိဆွဲကြံနေတဲ့အရာလည်းဖြစ်နေတယ်အဲကြောင့်မလို့ဒီတိုက်ဆက်သွားနေလို့ရှိရင်ဒီတော်လိုင်းရေးကြီးအောင်မြင်သွားတဲ့တနေ့မှလည်းကောင်းမှုတဲ့နိုင်ငံဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီအချက်လေးတွေကိုကျွန်တော်ထောက်ပြချင်တာဖြစ်ပါတယ်ကျွန်တော်တို့မှာတမန်ရလိန်ညာတွေရမ်းများတယ်အင်္ဂလိပ်တွေဆိုတခုမှမကောင်းဘူးသူတို့မှာကောင်းတဲ့ချက်တွေလည်းအများကြီးရှိတာပဲပြီးတော့ဘိုးချောက်ကစားတိတ်ကောင်းတယ်တိတ်တော်တဲ့လူဟုတ်ပါတယ်ဒါပေမဲ့ဖြစ်တင်လာတဲ့သူ့ကို အမြင့်ကြီးမှကုန်တင်လိုက်တယ်နောက်ပြီးတော့လုံးဝအမားမလုပ်ခဲ့တဲ့ပုံကိုတယောက်လိုအမှတ်ခံထားရတယ်ခမရလိုပဲစဉ်းစားကြည့်ပါနော်လူတယောက်အများအားဘယ်တော့မှမကောင်းနိုင်ဘူးခမရလည်းအများအားမကောင်းနိုင်ဘူးကျွန်တော်လည်းအများအားမကောင်းနိုင်ဘူးလူတိုင်းမှာကောင်းတဲ့ချက်ရှိတယ်မကောင်းတဲ့ချက်လည်းရှိတယ်ဒါကြောင့်ဒီသမိုင်းကိုရေးတဲ့အခါမှာကောင်းတာရောမကောင်းတာရောရေးတင်တာဆိုပေမဲ့ကျွန်တော်တို့သမိုင်းမှာဗမာလူမျိုးဗမာတွေရဲ့လှုပ်ဆောင်ချက်မကောင်းတာဘာမှမရှိဘူးကောင်းနေတာရဲ့အထက်တောင်မှကျော်လွန်ပြီးတော့မှတ်တမ်းတွေပဲရေးထားကြတယ်တစ်ချက်ပြောမယ်လွတ်လပ်ရေးမရခင်ကာလတို့ဗမာစီရောကျွေးကြော်တာတွေမှာတမမှတ်မိုက်တယ် တခင်မျိုးဟိတ်တို့ဘာမှာ we are lost you are not အမှန်တမ်းမအားရစရာကောင်းတယ်ဒါပေမဲ့ဂျန်တဲ့လူမျိုးတိုင်းရင်းသားတွေအမြင်မှာတွေးကြည့်လိုက်ဘာမှမဟုတ်တော့သူတွေဒီလိုမျိုးလေးတွေကျွန်တော်တို့တိထားဖို့လိုတယ်တို့ဘာမှာစီယုံဖြစ်လာပြီဘိုးကျော်ဆောင်ဦးဆောင်ပြီးတော့အင်္ဂလိပ်ကိုတိုက်ထုတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရုတ်ကိုသွားတယ်ပထမဆုံးရည်ရွယ်ချက်ကတရုတ်ကွန်မြူနစ်နဲ့အဆက်အသွယ်လုပ်ဖို့သွားတာဒါပေမဲ့တရုတ်ကိုရောက်တော့တရုတ်ကဂျပန်တွေကတော်တော်ချင်းစိုးနေပြီးတဲ့အချိန်မှာကွန်မြူနစ်တွေကလည်းဂျပန်ကိုကြောက်လို့ပုန်းရှောင်နေရတာအဲ့တော့ကွန်မြူနစ်ရဲ့ဘိုးကျော်နယ်ကအဆက်အသွယ်မရတော့ဘူးအဲ့တော့ဂျပန်နဲ့အဆက်အသွယ်ရတယ် ီလိုနဲ့ဂျပန်နဲ့ညီနိုင်ပြီးတော့အကျိုးအကြောင်းတွေတိုင်ပင်ချိတဲ့အခါမှာဂျပန်ကသဘောကျတယ်အဲတော့ဂျပန်ကိုပို့လိုက်တယ်ဘုမတတိချာချာသူတို့အစီအစဉ်တွေဆွဲပြီးတော့လုပ်လာတယ်ပြီးတော့ဗိုလ်ချုပ်ပြန်လာတယ်ရဲဘော်၃ချိတ်ဖွဲ့တယ်လူပေါင်း30တိတိကိုအတုံးလိုက်အတုံးလိုက်ဂျပန်ကိုပို့တယ်စစ်ပညာတွေတင်ကြတယ်ပြီးတော့အဲ့ချိန်တော့ကဂျပန်နဲ့တိမ့်ပိုက်ထားလိုက်ပြီးဖြစ်တဲ့ထိုင်ဝမ်ကျွန်းမှာဆက်ပြီးတော့ပညာတင်တယ်နောက်ပြီးတော့ဒီထိုင်ဝမ်ကျွန်းကနေပြီးတော့ဖိုင်နန်ကျွန်းကိုတစ်ခါပြန်ပြောင်းတယ်။စစ်ပညာတွေကောင်းကောင်းတင်ပြီးတဲ့ခါကျတော့ထိုင်းနိုင်ငံကိုဝင်တယ်။ထိုင်းကနေပြီးတော့တစ်ဆင့်ဂျပန်တပ်နဲ့မြန်မာနိုင်ငံတဲကိုဝင်လာတယ်။ ီလိုကိုကြောင့်ဇန်ဟူဆောင်တဲ့ရဲဘော်တုံးချင်းနဲ့ဂျပန်တပ်တွေကထိုင်းအနေနဲ့တစိမြန်မာပြည်ကိုဝင်လာတာက1941နှစ်ကုန်ပိုင်းမှာဝင်လာတာပါဒီနေရာမှာကျွန်တော်တို့သိထားဖို့တစ်ခုကအင်္ဂလိပ်တွေအုပ်ဆိုးနေတဲ့ချိန်ကာလမှာအင်္ဂလိပ်နဲ့ဆက်ဆံရေးမှာမကောင်းတဲ့ဗမာလူမျိုးစုတွေလည်းရှိတယ်ဥပမာပြောရင်ဦးစောလိုပုံကုမျိုးတွေဦးစောဆိုဗြိတိရှားလက်ထက်မှာသူကနောက်ဆုံးဝင်ကြီးချုပ်ပြောချင်တာကဗမာလူမျိုးတွေကြားမှာလည်းအင်္ဂလိပ်နဲ့အဆင်ပြေတဲ့လူကအသက်ရှိတယ်အလားတူအင်္ဂလိပ်နဲ့အဆင်ပြေနေတဲ့တိုင်းရင်းသားတွေကလည်းအများကြီးရှိတယ်အထူးသဖြင့်ကရင် ကရင်နေဆိုအင်္ဂလိပ်လက်အောက်မှာယာရုကြီးကြီးစစ်ဗိုလ်ကြီးကြီးတွေအများကြီးပဲသူတို့တွေအင်္ဂလိပ်စစ်တပ်ထဲမှာတာဝန်ကိုကြေကြေကွန်ကွန်ထမ်းယူခဲ့တဲ့တိုင်းရင်းသားတွေအင်္ဂလိပ်ကလည်းခင်သွဲတယ်ဒုတိယကမ္ဘာစစ်ဥရောပမှာမဟာမိတ်တပ်တွေအကြီးကျယ်ပထမပိုင်းမှာရှုံးနေနေတဲ့ချိန်ပေါ့နော်ဟစ်တလာအောင်ပွဲတောက်လျှောက်ရပြီးတော့ဥရောပနိုင်ငံတွေတစ်ခုတစ်ခုအလွယ်တကူသိမ်းနေတဲ့ချိန်တော့ကဆိုချင်းကချင်းကရင်ကိုယ်စားလှယ်တွေအင်္ဂလိပ်ကိုစစ်ကူဖို့အတွက်အင်္ဂလိပ်ကခေါ်သွားတာတွေရှိတယ်ဆိုတော့ ဒီတိုင်းရင်းသားတွေနဲ့ကခရီးယံကိုယ်ကိုယ်တဲ့ဘာသာတွေချင်းလက်တူတယ်သူတို့လက်အောက်မှာကောက်ကောက်မုံမုံမှုထမ်းခဲ့တဲ့သူတွေဖြစ်တဲ့ခါကျတော့အင်္ဂလိပ်နဲ့ဆက်ဆံရေးကဒီလူမျိုးစုတွေနဲ့တော်တော်ကိုအဆင်ပြေနေတာပါဒီကြားထဲမှာအင်္ဂလိပ်ကိုမုန်းတီးတဲ့လူကလည်းအများကြီးရှိတယ်မို့ချောင်ဆန်ကောင်းဆောင်တဲ့မြို့ချစ်တော်လိုင်းအင်အားစုတွေပြီးတော့ပြည်သူတွေထဲမှာလည်းအများစုပေါ့နော်ဒီမှာဘိုလ်ချုပ်ကိုယ်တိုင်ကအင်္ဂလိပ်တွေမုန်းတာမဟုတ်တော့အင်္ဂလိပ်လက်အောက်မှာရှိတဲ့တာဝန်ကြီးချက်မှုထမ်းပေးနေတဲ့တိုင်းရင်းသားတပ်တွေအစားကမုန်းတယ်ဒီလိုအခြေအနေတွေရှိထားတော့ဂျပန်တပ်ကိုခေါ်ပြီးတော့ထိုင်းရနေဝင်ချလာတဲ့မို့ချုပ်ဦးဆောင်တဲ့တပ်ကဖာပူကနေဆက်ပြီးတော့အရင်နဲ့နောက်လျှောက်တတ်တယ် ရန်ကုန်ထောင်ပေါင်းများစွာကိုတတ်ခဲ့တယ်ဒီလိုတတ်လိုက်တဲ့တည်းမှာကရင်နေစွာရောက်ကြတဲ့တနက်ကင်အင်္ဂလိပ်လက်အောက်မှာစစ်မှုထမ်းလာတဲ့လူတွေရောက်ကြတယ်ကိုစိုက်တယ်လို့တတ်လို့မရဘူးတတ်လို့မရတဲ့ပြင်ကရင်ရောက်ကြလေးတွေလက်နက်ကင်တပ်သားတွေကဂျပန်တပ်နဲ့ဝင်လာတဲ့ရဲဘော်တုံးချိတပ်တွေကိုရှုံးလာတယ်ရှုံးတော့အပြေးပြေးချင်းနဲ့နောက်ဆုတ်တယ်အဲ့မှာကရင်ရောက်ကြလေးတွေလက်နက်ကင်နဲ့တပ်သားတွေအင်္ဂလိပ်နဲ့သူပါသွားတယ်အထက်ပိုင်းစကိုင်းပြီးတော့အိန္ဒိယထိတတ်ဆုတ်သွားတယ်ဒီပါဘုံတို့ရန်ကုန်တို့မှာ ြံခဲ့တာကလက်နက်ကင်ကရင်တပ်တွေရဲ့မိမအသားသမီးတွေဆွေမျိုးတိုင်းဝိုင်းတွေအများပြားကြံခဲ့တယ်ဒါတွေအကုန်လုံးတတ်ခံရတယ်ဒါတွေကသမိုင်းမှာမှဖြစ်ခဲ့တာဒါပေမဲ့ဘယ်သူမှမပြောချောက်ဒီအချိန်ကဒုတိယကမ္ဘာစစ်အကြီးကျယ်ဖြစ်နေတဲ့အချိန်ဒီအချိန်ကလာဝင်ကြီးချုပ်ကဝင်းစတန်ချာချစ်ဘိုးချောက်ဆန်းဦးဆောင်တဲ့တိုက်ရဲရက်စမှုတွေသူကောင်းကောင်းသိတယ်သိတဲ့အတွက်ဘိုးချောက်ဆန်းကိုဝါခန်းကျူးလို့နေဆိုပြီးတော့ဝင်ကြီးချုပ်ချာချစ်ကိုတိုင်းတတ်မှတ်ထားတာဒါတွေကကျွန်တော်တို့သမိုင်းမှာမသိရဘူးကျွန်တော်တို့အင်္ဂလိပ်ကဆုတ်ခွာသွားပြီဂျပန်ကတိမ့်ပိုက်သွားတယ်မြန်မာပြည်ဂျပန်ကိုချုပ်လိုက်တော့အင်္ဂလိပ်ချက်အင်မတန်မှဆိုးသွားတယ် ပြီးတော့ဂျပန်လက်အောက်ကနေလွတ်လပ်ရေးတောင်းဖို့ဆိုတာဘလို့မှဖြစ်နိုင်မဲ့လမ်းကမရှိဘူးအဲ့လိုမရှိတဲ့ခါကျတော့ရဲဘော်သုံးချက်ဝင်ဖြစ်တဲ့ဦးနှုကမုတ်ချုပ်ကိုချန်ပေးတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဂျပန်နေမောင်းထုတ်ကိုအင်္ဂလိပ်စီကပဲအကူအညီပြန်တောင်းရမယ်သူတို့အကူအညီမပါဘဲနဲ့ဒီဂျပန်နေကိုမောင်းထုတ်လို့မရတော့ဘူးအဲ့တော့အင်္ဂလိပ်နဲ့ပြန်ညီမရမယ်ဆိုပြီးတော့အချန်ပေးလိုက်တာကဦးနှုဒီလိုနဲ့ဘိုချုပ်ရဲ့ဂျိုပန်းမှုကြောင့်အင်္ဂလိပ်ကလည်းဘိုချုပ်ကိုကြီးဖြူလာတာမဟုတ်ပေမဲ့ပြန်ကူတိုက်ပေးတယ်ဆိုတာဘိုချုပ်ဂျိုပန်းမှုလည်းပါတယ်ဆိုပေမဲ့အဓိကကြနေတာမဟုတ်ဘူးဂျပန်ကအမြင့်ပြန်အောင်တိုက်ထွက်ရမှာအင်္ဂလိပ်တွေတောင်းတယ် ဥရောပမှာဂျာမနီနဲ့အီတလီကိုသူတို့အပြိုင်ဖြိုးနေပြီ။ဒါကြောင့်မလို့ဂျပန်ကိုအာရှဘက်မှာဒီဂျပန်ကိုဖြိုးဖို့လိုတယ်။ဒါကြောင့်မလို့ပြန်ပြဝင်ကိုတိုက်ပေးတာပဲရှိတယ်။ဘိုချိုအတင်းချိုးပန်းလို့မဟုတ်ပါဘူး။တကယ်လို့ဘိုချိုအဆန်းကသွားမပြောဘူး။အင်္ဂလိပ်စီကကိုငြေရအောင်သွားမစိုးစားခဲ့ဘူးဆိုရင်တောင်မှအင်္ဂလိပ်ကဂျပန်ကိုမောက်ဖွားမှာသူ့တာဝန်နဲ့ဖြစ်နေတာပါ။ဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့သိဖို့လိုတယ်။ဒီလိုနဲ့အင်္ဂလိပ်ရဲ့အကူအညီနဲ့အိန္ဒိယကနေပြောင်းဝင်ပြီးတော့ဂျပန်ကိုပြန်တိုက်တယ်။ဒီအချိန်အမေရိကန်လက်စစ်ထဲဝင်နေပြီဆိုတော့ Pacific Data မှာတင်ဂျပန်နဲ့အကြီးကျယ်စစ်ရှုံးနေပြီ။နောက်ဆုံးကျတော့အမေရိကန်ကဂျပန်ရဲ့ Nagasaki နဲ့ ဟီရိုရှိမားကိုနျူကလ ියار ဘုံကျဲချလိုက်တော့နောက်ဆုံးမှာဂျပန်ကလက်နက်ချဖို့ဖြစ်လာတယ်မြန်မာတနိုင်ငံလုံးမှာလက်နက်ချတယ်လက်နက်ချတဲ့အခမ်းအနားကိုရန်ကုန်မန္တလေးတချင်းပြည်နယ်တွေမှာဂျပန်တွေလက်နက်ချတဲ့အခမ်းအနားတွေတည်တည်လုပ်တယ်ဒီမှာလက်တမိုင်းကကျွန်တော်တို့ဘယ်လောက်ထိလိန်သွားလဲဆိုတော့ဂျပန်တွေလက်နက်ချလိုက်တာ BIA တွေကိုချလိုက်ပါတယ်ဆိုပြီးတော့အမိုင်းကကျွန်တော်တို့လိန်တယ်တကယ်တကယ်ဂျပန်တွေလက်နက်ချတာက BIA မဟုတ်ပါဘူးတပ်ပေါင်းစုပါဒီတပ်ပေါင်းစုမှာ BIA လက်ပါပါတယ်ဒါပေမဲ့တပ်ပေါင်းစုဆိုကြတဲ့ကအင်္ဂလိပ်ပါတယ် BIA လည်းပါတယ်တိုင်းရင်းသားပေါင်းစုတပ်တွေပါပါတယ်ဒါပေမဲ့ဒီလက်နက်ချခန်းသားမှာ နာမည်ကောင်းယူလိုက်တာက BIA BIA ကိုလက်နဲ့ချတဲ့အောင်ရောင်ပြောထားတယ်ဒါတွေကမြန်မာပြည်မှာငါတို့ဗမာပဲမျက်တယ်ဆိုတဲ့အချိုးချိုးပြတယ်အဲ့လိုစိတ်မျိုးကိုတမိုင်းကလည်းရိုက်သွင်းပေးနေတာဒါတွေကိုစိတ်ထဲဆွဲနေပြီးတော့ငါသာလင်ချင်းမျက်တယ်ဆိုတဲ့စိတ်ကိုမစွန့်လွတ်နိုင်တဲ့ရွေးတော့ဘလို့မှမြန်မာပြည်အစင်ပြန်မှာမဟုတ်ဘူးဒီလိုနဲ့လူရကဘာစစ်ပြီးသွားတယ်1945မှာအင်္ဂလာမှာရွေးကောက်ပွဲလုပ်တော့ဝင်းစတန်ချာချီကရှုံးတော့ခရီးမဲ့အက်တလီတက်လာတယ်ဝင်းစတန်ချာချီက conservative 45မှာတက်လာတဲ့ခရီးမဲ့အက်တလီက labor party တကယ်လို့ conservative ကစစ်နိုင်ပြီးတော့နောက်ထပ်တန်းတစ်ခုကိုပုံစိုးခွင့်ရခဲ့မယ်ဆိုလို့ရှိရင်မြန်မာပြည်ကိုလွတ်လိုက်ပေးဖို့ပေးမယ်။ဒါပေမဲ့ဘိုးချုပ်သားလည်းထက်ထက်ပေးမှာမဟုတ်ဘူး။ conservative တွေအုပ်ချုပ်နေတဲ့ကာလမှာဘိုးချုပ်နဲ့ဂျပန်တပ်တွေဝင်လာပြီးတော့ကျူးလွန်ခဲ့တဲ့ war crime တွေကိုဝင်ကြီးချုပ်ဝင်ဆန်ချက်ချက်ပါဝင်ဒီ conservative တွေကကောင်းကောင်းနှလုံးသွင်းထားတာ။ဒါပေမဲ့လွတ်လိုက်ပေးမဲ့အချိန်ကျတော့ climate athlete ဖြစ်သွားတဲ့ခါကျတော့ဒီအချိန်မှာတောင်မှ conservative တွေကလွတ်လိုက်ရေးကိုဘိုးချုပ်သားလည်းထက်မထက်ပေးဖို့တားဆီးတာတွေရှိတယ်။ဒါပေမဲ့ labor party ဖြစ်တဲ့ criminal ethical ကဒါတွေတိတ်ကြွမဆိုင်ဘူး ဒုတိယကမ္ဘာစစ်မှာဗီတိန်နဲ့မဟာမိတ်တပ်တွေကနိုင်သွားတယ်ဆိုပေမဲ့ဗီတိန်ကစစ်တပ်အကြီးကျယ်ခံရပြီးတော့အင်မတန်မအားရင်ချင်းနေသွားတာပါဒါကြောင့်မလို့သူပိုင်ဆိုင်ခဲ့တဲ့ကိုလိုနီနယ်တွေကိုတစ်ဖြည်းဖြည်းဆွတ်လွတ်ဖို့အခြေအနေလည်းဖြစ်လာနေပြီမဆွတ်လွတ်လို့လည်းမရတော့ဘူးသူမထိန်နိုင်တော့ဘူးအဲ့တော့မြန်မာလည်းသူလူလိုက်ပေးရတော့မယ်မြန်မြန်ပေးလေရှင်းလေတာဝန်ပေါ့နေပဲသူကတော့ကအဲ့တော့အောက်ဆောင်အင်္ဂလန်ထိလာတယ်အီတလီနဲ့ဆွေးနွေးတယ်နောက်ဆုံးတော့အီတလီကသဘောတူတယ်ကွန်ဆာဗေးတစ်တွေကစန့်ကျင်နေတဲ့ဂျာကနေပဲသူကသဘောတူပေးလိုက်တယ် ူသဘောကတော့ကိုလိုနီတွေကိုလည်းလက်လွတ်ရတော့မယ်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီဘိုချုပ်အောင်စန်းလက်ထက်ထည့်မပေးရင်တခြားထည့်ပေးကြတယ်မရှိဘူးမြန်မြန်ပေးလိုက်တော့ကိစ္စမြန်မြန်ပြတ်တယ်ဆိုပြီးတော့သဘောထားတာပါသူကဒီလိုနဲ့ဘိုချုပ်အောင်စန်းရဲ့အတလီကလွတ်လပ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်လိုက်ကြတယ်ဒီလိုနဲ့ဘိုချုပ်အောင်စန်းပြန်လာပြီးတော့တိုင်းရင်းသားတွေကိုစပြီးတော့စီယုံရေးဆင်းလာပြီဒီလိုစီယုံလာတဲ့ခါမှာဗားရီပြဿနာဖြစ်လဲဆိုတော့ပထမဆုံးကရင်လုံးဝစီယုံလို့မရဘူးဂျပန်တပ်နဲ့ဝင်လာတော့တတ်လိုက်တဲ့ကရင်တွေနဲနဲနော်နော်မဟုတ်ဘူးအဲ့တော့ကရင်ဘယ်ရမလဲကရင်လုံးဝမပါဘူးကရင်မပါဘူးဆိုတာနဲ့ကရင်နေမပါဘူး အရင်လဲသူ့ကသူရက်တည်ခြင်းနဲ့အရင်နေလဲသူ့ကသူရက်တည်ခြင်းနဲ့နောက်ပြီးတော့မုံမုံလဲမပါဘူးမုံလဲစီယုံလို့မရဘူးဘယင်ခက်ကလေးကမုံမင်းတို့ညမာမင်းတို့ရဇဝင်တွေများရှိတယ်ဆိုတော့မုံလဲစီယုံလို့မရဘူးနောက်တော့ရခိုင်ကိုစီယုံတယ်ရခိုင်ကပိုးဆိုးမြန်မာမင်းတွေခက်ကလေးကရခိုင်ကိုအနိုင်ကျင့်ခဲ့တဲ့ရဇဝင်တွေအများရှိခဲ့တယ်ရခိုင်တွေကဘာမှဆိုတစ်ဆက်မှမယုံဘူးဘုံချုပ်လည်းမယုံဘူးဘာမှမိုင်ဘူးမှမယုံတော့ဘူးအဲ့လိုအခြေအနေတွေဖြစ်ကုန်တယ်အဲကြောင့်လုံးဝစီယုံလို့လည်းမရတော့ဘူး ဒါကြောင့်စကားတခုနောက်ရှိတယ်ပေါ့နော်ချက်ခိုင်းတဲ့ငွေပွဲကိုတပြိုင်တည်းတွေ့ရင်ငွေပွဲကိုအရင်တတ်ပါဆိုတဲ့စကားအားရှိခဲ့တယ်ပေါ့နော်ဆိုမချေလည်မှုတွေဖြစ်နေတယ်အဲ့တော့ရခိုင်လည်းစီယုံလို့မရဘူးနောက်တော့ဘယ်သူတွေစီယုံလို့ရလဲဆိုချင်းရတယ်ကချင်ရတယ်ရှမ်းရတယ်အဲ့တော့ဗမာနဲ့ဒီလေးမျိုးကပဲပြည်လုံးစာချုပ်ကိုလက်မှတ်ရေးထိုးတယ်ဂျန်နဲ့တိုင်းသားတွေမပါဘူးလူမျိုးကြီးပေါင်း10မျိုးရှိတဲ့ထဲမှာ၄မျိုးပဲလက်မှတ်ထိုးတာတနိုင်အောင်လုံး coverage ပုံစံမျိုးနဲ့ကျွန်တော်တို့ကတမိုင်းကိုပြောပြောနေတာကမဟုတ်သေးဘူးပေါ့နော် ကျွန်တော်နဲ့ပင်လုံစာချုပ်တွေလက်မှတ်ထိုးတယ်။ပင်လုံစာချုပ်လက်မှတ်ထိုးတာတော့အားလုံးနဲ့သိမှာပေါ့နော်။အောက်ကနဲ့လေးစခုတကယ်တမ်းပြောရင်ဒီပင်လုံစာချုပ်မှာလည်းဘိုးချုပ်ရဲ့ကြိုးပမ်းမှုတွေအများကြီးပါဝင်တာမှန်ပေမဲ့ဘိုးချုပ်ကိုယုံကြည်လို့လာပြီးပူပေါင်းတဲ့တိုင်းရင်းသားတွေကိုလည်းတမိုင်းမာရောမြန်မာလူထုကရောလေးစားသမှုရှိတဲ့ဘိုးချုပ်ကောင်းလို့ပဲဒါဖြစ်သွားတယ်ပဲပြောတယ်။ဘိုးကလာပူပေါင်းတဲ့လူတွေကယုံကြည်မှုကိုပေးပြီးလာပူပေါင်းတာဒါကို appreciate လုပ်ပေးတဲ့အကုန်လုံးဘိုးချုပ်စွမ်းဆောင်လို့အကုန်လုံးဘိုးချုပ်ကောင်းလို့ပဲဖြစ်ကုန်တယ်။ဘိုးချုပ်ကိုတိုင်းရင်းသားတွေယုံတယ်ဆိုတာမြန်မာလူထုတက်ရလို့ကိုစားကိုယုံပေးလိုက်တာ။ ဒီလိုနဲ့ဘောချောင်းစားဦးဆောင်မှုနဲ့သူစီယုံလို့ရတဲ့တိုင်းရင်းသားတွေနဲ့ပြည်တော်စာချုပ်လက်မှတ်ရေးထိုးလဲပြီးသွားပြီဖွဲ့စည်းပုံအခြေခံဥပဒေလည်းရေးဆွဲပြီးသွားပြီမကြာခင်မှာပဲဘောချုံနဲ့အာဇာနည်တွေလောက်ကြံခံလိုက်ရတယ်ဒါအားလုံးတည်ပြီးသားပေါ့နော်ထောင်ကွက်၄၀ခုဇူလိုင်၁၉မှာဘောချောင်းစားကြာဆုံးသွားတယ်အသက်ခံလိုက်ရတယ်တကယ်တမ်းပြောရင်ဒီအသက်ခံရမှုကနောက်ွယ်ကမစတမိုင်းဒီဦးစောလို့ပြောပေမဲ့ဒီအချိန်ရန်ကုန်မှာလည်းအင်္ဂလိပ်စစ်ဘိုတွေအများအပြားရှိသေးတာဆိုတော့အနက်သမားတွေတုံးသွားတဲ့ဒီလက်နက်တွေဘလို့ရကြလာလဲဆိုတဲ့အချက်တွေပြီးတော့ဘိုလ်ချုပ်နဲ့အပေါင်းပါတွေကိုပြစ်တက်ပြီးတဲ့အချိန်မှာထွက်ပေါ်လာတဲ့တနတ်တန်တွေကို င်္ဂလိပ်စစ်တပ်ကိုကြောင်းကြတဲ့လူတွေရှိတယ်။ဒါပေမဲ့အင်္ဂလိပ်စစ်ဗိုလ်တွေကဖြတ်မောင်းနေတဲ့ယထာသာတွေဖြစ်နိုင်တယ်။ဒါမှမဟုတ်တခြားတစ်ခုကိုအကြောင်းပြပြီးတော့လူတွေအကြောင်းကြတဲ့ဒီ report တွေကို ရည်ရွယ်ရှုထားလိုက်တယ်။စသဖြင့်ပေါ့နော်ဒီလိုအချက်တွေအများကြီးရှိတယ်။ဒါတွေကိုကြည့်လို့ရှိရဲ့မိုးကြောအထက်ခါရတဲ့နောက်ွယ်မှာမစမိုင်းကဥစောပဲဆိုပေမဲ့ကလကာနောက်ွယ်မှာလည်းအစုံတကူတော့ရှိနေနိုင်သေးတယ်ဆိုပြီးတော့တန်တရားဖြစ်စရာတွေလည်းအများကြီးပေါ်လာတယ်။ဥစောပေါ်ပဲအဖြစ်ပုံချလိုက်ပေမဲ့မိုးကြောအစံကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ war crime တွေအတွက်အင်္ဂလိပ်စစ်တပ်ကပဲအထူးသဖြင့် conservative party တွေကပဲကလကာနောက်ွယ်မှာကြိုးကင်ပြီးတော့လှုပ်ရှားသလားဒါအတိအကျမဟုတ်ဘူးပေါ့နော်။ဖြစ်နိုင်ခြေကိုပြောတာပါ။ဘလို့ပဲဖြစ်ဖြစ်မိုးကြောကတည်သွားပြီ။တည်သွားတော့ဦးနုကတာဝန်ယူပြီးတော့ စက်ပြူးဆောင်လာတယ်။ဒီလိုနဲ့အားလုံးသိတဲ့အတိုင်းပဲ1948 January 4ရက်မှာကျွန်တော်တို့လွတ်လပ်ရေးရတယ်။လွတ်လပ်ရေးရတော့ Communist လိုလာတဲ့ပမာတွေတောခုလိုက်ကြတယ်။ကရင်တွေကရင်မီတွေမွန်ရခိုင်တွေကတောခုကုန်ကြပြီ။တိုင်းပြည်တွေမှာလက်နက်ကင်အားတွေတအားများသွားတယ်။နိုင်ငံရေးပြဿနာတွေအကြီးအကျယ်ဖြစ်လာတယ်။အင်္ဂလိပ်တွေချမှတ်ပေးထားတဲ့စီးပွားရေးတွေစနစ်တွေမူတွေကြောင့်လူလည်းရပြီကာလမှာမြန်မာပြည်ရဲ့စီးပွားရေးကကောင်းနေသေးတယ်။ဦးလူလက်ထက်မှာကောင်းနေသေးတယ်ဆိုပေမဲ့လက်နက်ကင်တပ်တွေတောခုကုန်ကြတဲ့ခါမှာပြည်ထနာကအကြီးအကျယ်ရှုပ်ထွေးကုန်တယ် 1950မှာဖြစ်တဲ့ရန်ကုန်တိုက်ပွဲရန်ကုန်တမြို့လုံးကြီးပါကျသွားပြီမြို့နယ်ကောင်တော့ပဲကျန်တယ်ဒီအချိန်မှာမြန်မာတပ်မတော်ဆိုတာကတော်တော်ကိုရှုံးနေပြီရန်ကုန်တမြို့လုံးကလည်းအရင်နဲ့အောက်ကိုကျတော့တယ်ဒီအချိန်တွေမှာမြန်မာတပ်မတော်ကိုကူတိုက်ပေးလိုက်တာကပင်လုံစာချုပ်လက်မှတ်ရေးထိုးတဲ့ချင်းတပ်တွေအချင်းနဲ့ရှမ်းတပ်တွေပဲဒီတိုင်းရင်းသားတွေရဲ့အကူအညီနဲ့ရောင်စုံတပုံတွေနောက်ဆုံးမှနေနေနိုင်တယ်ဒီလိုကူတိုက်ပေးခဲ့တဲ့တိုင်းရင်းသားတပ်တွေကိုဗမာတပ်မတော်ကကျေးဇူးမတင်တဲ့ပြင်ကရင်ကရင်နေတပ်တွေနဲ့သူတို့ကိုကူတိုက်ပေးခဲ့တဲ့တိုင်းရင်းသားတွေစိတ်ဝန်းကွဲအောင်ဖန်တီးပလိုက်တယ် ဒီအညိုးတွေကဒီအချိန်ကြီးရှိသေးတယ်။ဒါကြောင့်မြန်မာပြည်မှာတယောက်နဲ့တယောက်ကစစ်တပ်ရဲ့ဝင်းမွေဖြစ်တာတွေကြောင့်ဆက်ဆံရေးတွေကလုံးဝကိုစီမပြေခဲ့တာ။ Unity ရဖို့ဆိုတာကလုံးဝကိုမဖြစ်နိုင်ခဲ့တာ။ဒါတွေကိုဒီခက်တော်လိုင်းရေးကာလပြီးသွားတဲ့ခါမှာလုံးဝကိုပြောင်းပြန်လမ်းပြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ချပြနေတာဖြစ်ပါတယ်။ဒီလိုနဲ့တိုင်းရင်းသားတပ်တွေရဲ့အကူအညီနဲ့ရန်ကုန်တိုက်ပွဲကိုအွန်လိုင်းသွားပြီးတော့မြန်မာပြည်ကိုပြန်ပြီးချိန်ချုပ်နိုင်လိုက်တယ်ဒါပေမဲ့မကြာခင်မှာပါစပါလနှစ်ချမ်းကွဲတော့နိုင်ငံရေးပြဿနာဖြစ်လာပြန်တယ်။ဒါကြောင့်မလို့ဦးနူးကဒီအချိန်စစ်ကောင်းဆောင်ဖြစ်တဲ့ဦးနေဝင်းကို အာနာကိုယာယီအမင်းလိုက်တယ်နောက်တော့ရွေးကောက်ပွဲပြန်လောက်တော့ဦးနုက ပြန်ပြီးတော့နိုင်တယ်ဒီလိုဦးနုပြန်သက်လာတဲ့ခါကျတော့ကချင်ရှမ်းတွေကလည်းရင်လုံစာကျောက်မှာပါတဲ့ကတိအတိုင်းခွဲထွက်ခွင့်တောင်းတယ်ဖွဲ့စည်းပုံမှာကတိုင်းရင်းသားတွေအနေနဲ့ဗမာနဲ့ပေါင်းပြီးတော့၁၀နှစ်နေကြည့်လိုက်၁၀နှစ်နေတော့မှမချိုက်ဘူးဆိုရင်ခွဲထွက်ခွင့်ရှိတယ်လို့ပါပါတယ်ဒါကြောင့်ရှမ်းကလည်းတောင်းလာတယ်ကချင်ကလည်းတောင်းလာတယ်ဒါတွေကိုဦးနုကစီစဉ်ဆောင်ရွက်ပေးဖို့ဖွဲ့စည်းပုံတွေပြင်ဆင်ဖို့ဆောင်ရွက်နေတဲ့အချိန်မှာပဲ ဒီအခြေအနေတိုင်းဆိုတိုင်းပြည်ပျော်ကွဲသွားလိမ့်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ပြီးတော့အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ဒါတွေကတော့အလုံးနဲ့တိပိတာပဲဖြစ်ပါတယ်။ဒီအခြေအနေကနေပြီးတော့တနစ်ပြီးတနစ်ဆုပ်ယုပ်ကြဆင်းသွားတာနောက်ဆုံးမှထိမ့်မနိုင်သိမ့်မရဖြစ်ပြီးတော့ရှစ်လေးလုံးဆိုတဲ့အရေးတော်ပုံကြီးကဆလာခဲ့တယ်။ဒီမှာလူပေါင်းတောင်းတဲ့ခြေသက်ခံရတယ်။ရရဆက်ဆက်နေနေခံရတယ်။ဒီရှစ်လေးလုံးအရေးတော်ပုံရဲ့အကျိုးသက်ရောက်မှုကအင်မတန်မှပဲပြင်းထန်ပါတယ်။ဥနေဝင်းပြုတ်သွားတယ်။တလမင်းမှာခေါင်းဆောင်၃လေးယောက်လောက်ကိုပြောင်းသွားတယ်။နောက်ဆုံးတော့အာနာသိမ့်ပြီးတော့ဘိုလ်ချုပ်ဆောင်းမောင်တက်လာဖြစ်ပါတယ်။ဘိုလ်ချုပ်ဆောင်းမောင်က သူပေးထားတဲ့ကတိအတိုင်းအမြန်ဆုံးနဲ့ရွေးကောက်ပွဲပြန်လုပ်ပေးတယ် NLD နိုင်သွားပြီးတော့ transition လက်တကယ်လုပ်ဖို့သူစီစဉ်နေတဲ့အချိန်မှာပဲသူ့ရဲ့လက်အောက်မှာဒီမတမ်းမှရုံညက်ပက်ဆက်အကြံကောက်တဲ့အခုထိတောင်မှမတည်နိုင်သေးတဲ့ခွေးအိုကြီးရှိနေတယ်ဒီတောင်စားကအာနာထအသိမ်းလိုက်ပြီးတော့ဒေါ်စုရဲ့ NLD ပါတီကိုအာနာလွှဲပြောင်းပေးမဲ့ transition ကိစ္စတွေကလည်းပြတ်သွားတယ်ဒီချိန်ကနေအမောင်ဆုံးဆိုတဲ့အရာတွေအကက်ခဲဆုံးဆိုတာတွေကိုရင်ဆိုင်ကြုံတွေ့လာရတာကအခုချိန်ထိပဲ ုခက်ကလေးကနေစပြီးတော့တမျိုးနဲ့တမျိုးရန်တိုက်ပေးဗမာလူမျိုးမှမြင့်မြတ်တယ်လို့လို့အကုန်လုံးသွေးကွဲအောင်လို့ဒီနေရာမှာသူတို့ရဲ့သွေးထိုးမှုတွေအုံနောက်ဆေးတာတွေကိုမိသွားတဲ့ပြည်သူလူထုဗမာလူထုတွေကလည်းအများကြီးပဲအဲ့တော့တိုင်းရင်းသားတွေကအတူနေပေမဲ့ပေါင်းစည်းလို့ကမရဘူးဖြစ်နေတယ်ဒီလိုပြဿနာတွေကျွန်တော်တို့အများကြီးချက်တန်းတယ်လူမှုရေးပြဿနာတွေလူမျိုးရေးပြဿနာတွေဘာသာရေးပြဿနာတွေကို့ဘာသာမှာကို့လူမျိုးမှာဆိုတဲ့အစွဲတွေ ခက်လူငယ်တွေအထိဒီအစွဲတွေပါသွားအောင်ပညာရေးကိုအဆင့်သားနှိပ်ချပစ်လိုက်တာဒီမှာတမ